တယံဇာတာနေတဘာပတ်ဝန်းကျင်ထိတ်သိမ်းဝင်ကြီးဌာနအနေနဲ့တစ်တော်ဖုံးလွှမ်းမှုမြင့်တက်လာစေရန်နဲ့စိန်လန်းစုပြေးတဲ့ area များပုံမှုများလာစေရန်ရည်ရွယ်ပြီးနေ့စဉ်မိုးရသည့်တစ်ပင်ဆိုင်ပြိုးပွဲတော်များအတွက်ပြိုးပင်များပြုထောင်ပေးလျက်ရှိပါသည်။2025ခုနှစ်မိုးရသည့်မှာတစ်တော်ဆိုင်ခင်းတီထောင်ခြင်းမှာစုစုပေါင်းအေက3,8620အတွက်ပြိုးပင်ပေါင်းစက်ခွန်တက်သမ6,9ခွန်တန် တီထောင်ဆိုင်ပြိုပေးခြင်းနဲ့တစ်ပင်ဆိုင်ပြိုပွဲတော်များအပါအဝင်ပြည်သူလူထုကိုဖြန့်ဝေဆိုင်ပြိုပေးမယ်ပြိုပင်ပေါင်း၄တသမ၃၄တန်စုစုပေါင်းပြိုပင်၂၂တန်ကျော်ကိုဖြန့်ဝေဆိုင်ပြိုပေးသွားမှာဖြစ်ကြောင်းတယန်ဇာတာနှင့်တဘာပဝင်ကြီးထိမ့်သိမ်းဝင်ကြီးဌာနမှဒုတိယအမြဲတမ်းအတွင်းဝင်ဒေါ်စင်မာထွန်းကအခုလိုပြောပါရစေ။ ဒီကအဖြစ်တော့ကျွန်တော်တို့တက်တော့ဖုံးလွှမ်းမှုပြန်လည်ပြီးတော့မှပေါ့မြင့်တက်လာပြီးတော့မှအဆိတ်နှက်ဆိုပြီးတဲ့ area တွေပိုများလာမယ်ဒီရွက်အုပ်ပိတ်တော်တွေများလာခြင်းအပြင်ဒီရာသီဥတုပြောင်းလဲမှုမှာလည်းပဲကျွန်တော်တို့ကထိုက်လျောက်ပေါ့နော်တစ်ပင်ကြီးရဲ့ဇီဝဖြစ်စဉ်တွေအရကာဗွန်ဒိုင်အောက်ဆိုက်ကိုဆုပ်ယူပြီးတော့မှအောက်ဆီဂျင်ပြန်ထုတ်ပေးတယ်လေအဲ့ဒီခါကျတော့နိုင်ငံရဲ့ရာသီဥတုပြောင်းလဲမှုရဲ့ဆိုးကျိုးတွေကိုလည်းကျွန်တော်တို့ထိုက်လျောက်ချော့ချပေးနိုင်မယ် ော်တစ်ပင်တစ်တော်တွေစိမ့်နှန်းလာတဲ့အတွက်ကြောင့်မို့ရာသီဥတုလည်းပုံမကောင်းမွန်ပြီးတော့မှအမျှတလာမယ်ပေါ့နော်အဲဒါတွေကြောင့်မို့လို့ကျမတို့ကနှစ်ဆင်လူသားရေးတာဝန်တည်းအနေနဲ့စိုက်ပျိုးနေတာဖြစ်ပါတယ်ရှင်ဒီ2025မိုးရာနေမှာတစ်တော်စိုက်ခင်းနေလေတီထောင်တာရှိမယ်ပေါ့နောက်တစ်ခါပြည်သူလူထုကိုဖြန့်ဝေစိုက်ပျိုးခြင်းဆိုတဲ့အပိုင်းနေလည်းရှိမယ်ပေါ့အဲ့တော့တစ်တော်စိုက်ခင်းနေတီထောင်မှာတော့ဒီကဌာနကြီးတုံးကနေပြီးတော့စုစုပေါင်းဧက3,800နဲ့620ဧကတီထောင်စိုက်ပျိုးသွားမှာဖြစ်ပါတယ် အဲ့အတွက်ကိုအပြင်စုစုပေါင်းကတော့16.65ခွန်တန်းပေါ့အဲဒါကိုတီထောင်ဆိုင်ပြေးသွားမှာဖြစ်ပါတယ်နောက်တစ်ခါတစ်ပင်ဆိုင်ပြေးပွဲတော်ကြီးအပါဝင်ပေါ့နော် ီသူလူတို့ကိုဖြန့်ဝေစိုက်ပျိုးတဲ့ရေအတွက်ကတော့စုစုပေါင်းကျမတို့၄သမ၃၄တန်းဖြန့်ဝေစိုက်ပျိုးသွားမှာဖြစ်ပါတယ်ဒါကြောင့်မလို့အလုံးစုစုပေါင်းလိုက်မယ်ဆိုရင်တော့တင်စုစုပေါင်း22တန်းကျော်စိုက်ပျိုးသွားမှာဖြစ်ပါလိမ့်ရှင်ပြီးသူလူလူတွေကတော့ကျမတို့ကနှစ်တိုင်းဖြန့်ပေးနေပါတယ်အဓိကတော့အဲဒီပြိုးရင်ရှိတဲ့နေရာတွေမှာကျမတို့ကပြိုးပင်တွေကိုပြုတ်ထောင်ထားပါတယ်အနည်းဆုံးတော့ဒီနှစ်နှစ်သားအထက်ပေါ့နော်အမြင့်ဆုံးလည်းနှစ်ပေနဲ့အထက်ဒီလိုမျိုးစိုက်လိုက်တာနဲ့ပေါ့နော်ခဏရင်ရှိပြီးတော့မှဒီကြီးထွားမဲ့အပင်မျိုးတွေရအောင်လို့ပြုတ်ထောင်ပေးနေတော့ဒီပြိုးရင်တွေနဲ့ဆက်သွဲပြီးတော့လည်းပဲဒါထုတ်ယူလို့ရပါတယ်တပင်စိ က်ပြိုးတာတော့ပေါ့နော်ပုံမှန်အဖြစ်တော့ကျမတို့ကမြေလွတ်တွေမှာစိုက်တယ်တပင်မရှိတော့တဲ့နေရာတွေမှာအဲ့လိုမျိုးစိုက်တဲ့အပြင်ကိုကျမတို့ကနောက်အခုဆိုလို့ရှိရင်တော့အထူးစီမံကိန်းတွေအနေနဲ့ကျမတို့ဒီအင်းလေးကမှာစိုက်တာတို့နောက်တစ်ခါဒီလမ်းမဝဲရာတွေမှာစိမ့်နှမ်းပြီးတော့မှခီးသွားတဲ့ခါမှာမြင်းပတာရလှပအောင်ပေါ့နော်လမ်းမဝဲရာတွေမှာစိုက်တာတို့ နောက်တစ်ခါဒီတောင်ငုံတောင်နှမ်းတွေမှာအာစိတ်ငန်းဆိုပြီးရေးတွေစိုက်တာတို့ကြေးရွာတွေမှာသူတို့ဘတ်ဆုံတုံးလို့ရအောင်လို့ကျမတို့ဒီတရွာနှစ်ဧကစိုက်ခင်းစိုက်တာတို့ဒီလိုမျိုးတွေလည်းဆောင်ရွက်နေပါတယ်တိပစိုက်ပွဲတော်တွေမှာလည်းပဲဒီလူလှုပ်ရှားမှုနဲ့ဒီတက်တက်ကြကြစိုက်ပြိုးသလိုပဲခြားသောဌာနဆိုင်ရာတွေနဲ့တရင်တပ်ဖွဲ့တွေအဲဒါတွေကိုလည်းကျမတို့ကပြိုးပင်တွေဖြန့်ဝေပြီးတော့မှလိုအပ်တဲ့အာနည်းပညာတွေပေးပြီးတော့မှလည်းဆောင်ရွက်ပေးနေတာတွေရှိပါတယ်ရှင့် ဒါအပြင်ကျေးရွာများမှာဗတ်ဆောင်သုံးနိုင်တဲ့တရွာနှစ်ရေကဆိုက်ပြုတ်ပြီးခြင်းပြိုးပင်များဖြန့်ဝေပြီးခြင်းနဲ့ဤပညာများဖြန့်ဝေခြင်းလုပ်ငန်းများလည်းဆောင်ရွက်ပြီးလျက်ရှိကြောင်းသိရပါတယ်ဒီသတင်းကိုသတင်းတောက်မတ်ဖြိုးဤပိုင်းကဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်ရှင်